င်္ဂလာပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့မတ်လ18ရက်နေ့အင်္ဂါနေ့ညပိုင်းအစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီရှင်ကျမဝေမာထွန်မရှင် ဒီနေ့မနက်ပိုင်းကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်မှာရှိတဲ့ကရင်အမျိုးသားအစည်းအရုံး KNU စစ်ရုံးနယ်မြေဒရုန်းနဲ့တိုက်ခိုက်ခံရပါတယ်။ကလေးမြို့မှာနှစ်ပတ်အတွင်းလူငယ်40ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။ဒီသတင်းနဲ့အတူဖလန်းမြို့မှာချင်းညင်အောင်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်းကိုနားဆင်ရဖို့ရှိပါတယ်ရှင်။ နယ်လှိုင်းပွဲမြို့နယ်မှာရှိတဲ့ကရင်အမျိုးသားအစည်းအရုံး KNU စစ်ရုံးအနီးကိုမတ်လ18ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကအသေးခံဒရုန်းနေနဲ့တိုက်ခိုက်ခဲ့တယ်လို့ RFA ရဲ့စစ်ရေးသတင်းအင်းအမြင့်တွေက ပြောပါတယ်။အသေးခံဒရုန်း၃စင်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ KNN စစ်ဦးစီးချုပ်စောချော်နီရဲ့နေအိမ်အနီးကြားရောက်ပောက်ကွဲခဲ့ပါတယ်။လူထိခိုက်မှုမရှိဘဲအဆောင်တချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။ 2024ခုနှစ်ဇန်နဝါရီလ31ရက်နေ့ကလည်း KNU ဌာနချုပ်နယ်မြေကိုစစ်ကောင်စီတပ်ကအထီးကန် drone နေနဲ့တိုက်ခိုက်ခဲ့ပါတယ်ရှင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးစီးပွားပဋိပက္ခရှိမရှိအမြန်ဆုံးစစ်ဆေးဖို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကိုမြမအေးလှုပ်ရှားတဲ့နယ်ပယ်အစုံကအဖွဲ့အစည်းပေါင်း290ကမတ်လ18ရက်နေ့မှာတောင်းဆိုလိုက်ပါတယ် မစ်ဂျူလီဘစ်ရှော့ရဲ့လုတ်ပိုင်ခွင့်အာဏာကိုချက်ချင်းရပ်တန့်ပြီးတော့မြမအရေးကိုကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင်ဒိုက်ရိုက်ကင်တွယ်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။ဂျူလီဘစ်ရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာမြန်မာနိုင်ငံမှာလုတ်ကင်နေတဲ့တပ်ထုလုပ်ငန်းတွေတရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ဆက်နွယ်နေတယ်လို့ထောက်ပြထားပါတယ်။ ဂျူလီဘစ်ရှော့ကတော့မြန်မာနိုင်ငံနဲ့ဆက်ဆက်တဲ့ဘဲကုမ္ပဏီဘဲလူပုတ်ကိုတဦးတယောက်ကိုမှအကြံပေးတာမရှိချောင်း RFA ကိုမတ်လ12ရက်နေ့ကအီးမေးလ်ကနေတက်ဆင့်တုံ့ပြန်ထားပါတယ်ရှင် စစ်ကောင်စီနဲ့မြန်မာနိုင်ငံမှာယင်းနှိမ့်ညံ့မဲ့ရုရှားရဲ့ယင်းနှိမ့်ညံ့မှုတွေအပါအဝင် နိုင်ငံတကာယင်းနှိမ့်ညံ့မှုစီမံကိန်းတွေဟာတရားမဝင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG တမရယုံပြောခွင့်ရသူဦးကျော်စောကပြောလိုက်ပါတယ် စစ်တပ်အာဏာမသိမ်းခင်ကချုပ်ဆိုထားတဲ့ယင်းနှိမ့်ညံ့မှုစကြုပ်တွေနန်နမိတ်ပိုင်းခြားတတ်မှတ်မှုတွေကိုသာ အတိပြုလက်ခံထားတယ်လို့မတ်လ18ရက်နေ့ကထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောတဲ့အစီအစဉ်မှာထည့်ပြောလိုက်တာပါ။ စကောက်စီကရုရှားနဲ့ဘီလာရုစ်ကိုတွားရောက်တာဟာစစ်လက်နက်ပစ္စည်းရရှိရေးအာဏာတည်မြဲရေးနဲ့ရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ရှာဖို့အတွက်လို့ NUG ပြောခွင့်ရသူဦးကျော်စောကပြောလိုက်ပါတယ်ရှင်။ စကိုင်းတိုင်းကလေးမြို့နယ်မှာမတ်လ၁ရက်နေ့ကနေ18ရက်နေ့အထိနှစ်ပတ်ကျော်အတွင်းလူငယ်၄၀လောက်ဖမ်းဆီးခံခဲ့ရပါတယ်။အများစုကို ကလေးမြို့အခြေစိုက်အမှတ်30တပ်မတော်တန်းမြင့်တင်နန်းချောင်းကိုပို့ဆောင်လိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။လူငယ်တွေကိုမြို့ပေါ်ရက်ကွက်လမ်းကြားတွေထိစစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေကလိုက်လံဖမ်းဆီးနေတာပါ။ ကလေးမြို့နယ်မှာစစ်ကောင်စီရဲ့စစ်မှုထမ်းအမှတ်စဉ်6ကနေ9အတွင်းလူငယ်185ယောက်ထပ်မင်းဖမ်းဆီးခံခဲ့ရတယ်လို့ကလေးမြို့လူထုတိုက်ပွဲဥဆောင်ကော်မတီကဖေဖော်ဝါရီလ6ရက်နေ့မှာပြောထားပါဗျ။အခုဆိုရင်စစ်ကောင်စီကဖွင့်လှစ်နေတာစစ်တပ်နဲ့အပတ်စဉ်7အထိရှိလာပါပြီရှင်။ ရခိုင်ပြည်နယ်မှာစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေကြောက်ဖြူမန်အောင်စတဲ့မြို့နယ်သုံးခုမှာသာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကျင်းပနိုင်ပြီးတော့ဖြေဆိုဖို့စီရင်ပေးထားတဲ့လူဦးရေ3200ကျော်မှာ1500ကျော်ပဲလာရောက်ဖြေဆိုတယ်လို့စစ်ကောင်စီကမတ်လ18ရက်နေ့မှာထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်18မြို့နယ်တွေက14မြို့နယ်ကိုအာရခတက်တော် AA ကတင်ပိုက်ထားလို့စစ်ထွေကြောက်ဖြူနယ်မန်းအောင်3မြို့နယ်မှာသာစာမေးပွဲတွေကျင်းပနိုင်တာပါအဲ့ဒီထဲမှာစစ်ထွေနဲ့ကြောက်ဖြူမျိုးနယ်တွေမှာတိုက်ပွဲတွေရှိနေပြီးတော့ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေရတာကြောင့်စာမေးပွဲဖြေဖို့ပြက်ကွက်သူတွေများနေတာလို့ရခိုင်ပြည်နယ်ကအကြောင်းစရာတယောက်က RFA ကိုပြောပါတယ်။ 2024ခုနှစ်ကလည်းတိုက်ပွဲတွေကြောင်းတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဆိုဖို့လျှောက်ထားသူ18000ကျော်မှာ10000ကျော်ပြက်ကွက်ခဲ့ပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းကိုထိုင်းနိုင်ငံဘက်ကလျှက်စစ်မီဖျက်တောက်ခဲ့ပြီးတဲ့နောက်ငွေလိမ်လုပ်ငန်းတွေကြောင်းငွေကြေးလိမ်လည်ခံရတဲ့ပမာဏဘတ်တန်း200နီးပါးကျဆင်းသွားခဲ့တယ်လို့ဘန်ကောက်ပို့စ်ကမတ်လ16ရက်နေ့မှာရေးသားပါတယ်။ မြန်မာနိုင်ငံကငွေလိမ်လုပ်ငန်းတွေတည်ရှိတယ်လို့တန်ရရှိတဲ့နေရာတွေကိုဖေဖော်ဝါရီလ9ရက်နေ့ကစပြီးတော့လျှက်စစ်ပြီးလောင်စာစီနဲ့အင်တာနက်လိုင်းတွေကို ထိုင်းဘက်ကဖြတ်တောက်ခဲ့တာပါအဲ့ဒီနောက်မှာတော့စိုက်ဘာရာဇဝတ်မှု20ရာခိုင်နှုန်းခန့်ကျဆင်းသွားတယ်လို့ထိုင်း Digital စီးပွားရေးနဲ့လူမှုအဖွဲ့အစည်းဝန်ကြီးကပြောခဲ့ပါတယ်ငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့တိုင်ကြားချက်တွေလဲ68ရာခိုင်နှုန်းရောကြခဲ့တယ်လို့သတင်းမှဖော်ပြပါရရှင် မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်ခိုင်းတွေကနေကဲတင်ထားတဲ့အင်ဒိုနီးရှားနိုင်ငံသား900ကျော်ကိုပြန်လည်စစ်ဆေးသွားမယ်လို့အင်ဒိုနီးရှားအစိုးရကပြောလိုက်ပါတယ်။မြားရီမျိုးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေလွတ်မြောက်လာတဲ့အင်ဒိုနီးရှားနိုင်ငံသား900ကျော်တဲ့က400လောက်ဟာထိုင်းနိုင်ငံကနေတက်ဆင့်ဂျာကာတာလီစိတ်ကိုဒီနေ့ရောက်ရှိခဲ့ပါတယ်။နောက်ထပ်200နီးပါးမနှက်ဖြန်ထပ်ရောက်ဖို့ရှိနေပါတယ်။ အကြီးထဲမှာတရားမဝင်ငွေကြေးလိမ်လည်သူတွေပါဝင်နိုင်တာကြောင့်အာဓမခိုင်းစေခံရတဲ့သားကောင်ဖြစ်ခဲ့သူတွေနဲ့လိမ်လည်မှုကျူးလွန်သူတွေကိုခွဲခြားနိုင်မှုစစ်ဆေးသွားမယ်လို့အင်ဒိုနီးရှားအစိုးရရဲ့နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာညှိနှိုင်းရေးဝန်ကြီးဘူဒီဂူနာဝန်ကသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်ငွေကြေးဆိုင်ရာရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်သူတွေဟာတရားဥပဒေကြောင်းအရရင်ဆိုင်ရမယ်လို့ပြောပါတယ်။ ပြန်လွတ်မြောက်လာသူတွေထဲမှာ အမျိုးသမီး105ဦးနဲ့အမျိုးသား449ဦးပါဝင်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့သတင်းဆောင်မားတွေကိုထုတ်လွှင့်ပါမယ်ရှင်။ချင်းပြည်နယ်မြောက်ပိုင်းဖလန်းမြို့မှာချင်းညိနာပူပေါင်းတပ်တွေနဲ့စစ်ကောင်စီကြားမတ်လ17ရက်နေ့ကစလို့တိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်းကိုမတ်သက်စင်လိုင်းတင်ပြပါမယ်ရှင်။ ရှင်းပြနေမြောက်ပိုင်းဖလန်းမြို့မှာမတ်လ17ရက်နေ့ကနေမတ်လ18ရက်ဒီကနေ့ထိစစ်ကောင်စီတပ်နဲ့ချင်းညီနောင်ပူပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကလေကြောင်းနဲ့စက်တိုက်ပုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေနဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။မြို့မှာတခုတည်းကျန်နေတဲ့ခလာရ268တပ်ကိုချင်းညီနောင်တပ်တွေအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့စစ်ကောင်စီတပ်ကလည်းစခန်းလက်မလွတ်ရဖို့အတွက်လေကြောင်းနဲ့အဆက်မပြတ်ပုံကျဲနေတာလို့ဆိုပါတယ်။ 2024ခုနှစ်နိုမာလ9ရက်နေ့ကစတင်တဲ့ဖလန်းမျိုးသိန်းတိုက်ပွဲအတွင်းခလာရ268တက်စခန်းကလွဲပြီးတော့မြို့ပေါ်နေရအားလုံးကို ချင်းညီနောင်တပ်တွေတိုက်ပိုက်ထားတာပါအဲ့ဒီတက်စခန်းကိုချင်းညီနောင်ဖွဲ့ကတလနီးပါးကြာပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်ဒါကြောင့်စစ်ကောင်စီဘက်ကအင်အားဖြည့်ပြီးတော့ထိုးစစ်ဆင်နေတဲ့အတွက်တကြောပြတ်တိုက်ပွဲပြစ်ထန်နေတာလို့ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ပြောခွင့်ရှိသူ slide team ထုတ်က RFA ကိုပြောပါတယ် ဒီ serum ကုန်းနဲ့အားရှိကုန်းကိုကျွန်တော်ထိနိုင်တယ်လို့အခါတိုင်းချောက်ရှိထဲကိုကျွန်တော်ဝင်ပြီးဝင်ပြီးတော့ဒီတော်တော်များများ point ကိုကျွန်တော်တိတ်ထားတယ်ဆိုတော့အဲ့ဒါကြောင့်လည်းသူတို့ဘက်ကအာပြင်းပြင်းထန်ထန်ဒီအဲ့လေကြောင်းနဲ့ပြန်ပြတော့တပြန်စစ်စစ်လုပ်နေတဲ့ချိန်ဒီမှာရှိတယ်စစ်ကောင်စီတပ်ဟာမတ်လ15ရက်နေ့တည့်ရက်ထဲမှာတင်လေကြောင်းနဲ့ဘုံအလုံးကြီး150ကြော်ကျဲချခဲ့ပြီးတပတ်တွင်းဆိုရင်ဘုံအလုံးကြီးက900လောက်ရှိပြီလို့ဆိုပါတယ် 2024ခုနှစ်အောက်တိုဘာလ25ရက်နေ့ကနေစပြီးတော့ဖလန်းမြို့မှာနေထိုင်တဲ့ဒေသခံတထောင်ကျော်ဟာတခြားကျေးရွာတွေပြင်စကိုင်းတိုင်းကလေးမြို့ရန်ကုန်နဲ့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဘက်ကိုထွက်ပြေးနေရပါတယ်။ဖလန်းမြို့ကိုစစ်ကောက်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ထန်တလန်မြို့လိုပဲမြို့ပြတ်ဖြစ်သွားမှာကိုစပေးတိတ်ရှောင်နေရတဲ့ဒုက္ခသည်တွေစိုးရိမ်နေကြပါတယ်။မြို့ကတည်းကဆုံခွာရတာတော့လေးလာကြော်ပြီပေါ့။လူသားတယောက်ဒီဒီမို့လေသူရဲ့ ဇာတိမျိုးကိုဖြစ်တယ်။တကယ်ချမ်းသာစွာနဲ့ဖြစ်ပြန်ရနိုင်တဲ့အနေအထားမျိုးရှိဖို့ပဲကြိုးလင့်တာပါ။လက်ရှိရွာအများစုမှာဘုံခိုခြင်းတွေတူထားရသလိုတောင်ရသွားလို့ဖို့လဲဒေသခံတွေနေနဲ့ခက်ခဲနေကြပါတယ်။အမင်းသားရတဲ့အကုန်ကြောင်းစကုန်နေ။ဘုံတူကလေးတချို့ကြတော့လောက်ပါတယ်တချို့ကြတော့ဒီရေပုံမော့တော့အဲဒီပုံတွေမှာပဲနေကြတော့များတယ် 2024ခုနှစ်နိုမာလ9ရက်နေ့ကစတဲ့ဖလန်းမျိုးပေါ်တိုက်ပွဲတွင်မှာစစ်တုံးမှန်130လောက်ကိုချင်းညီနောင်ပူပေါင်းတပ်တွေကဖမ်းဆီးရမိခဲ့တယ်လို့ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကပြောထားပါတယ်ရှင်။စစ်တပ်အာဏာသိမ်းထားပြီးတဲ့နောက်ကျမရေးဝန်ထမ်း9000လောက် CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးတော့ဒီဝန်ထမ်းတွေကိုစစ်ကောင်စီကဇက်တိုက်ဖမ်းဆီးနေတဲ့အကြောင်းကိုမတ်ထက်ထက်အင်တော်တင်ပြပါမယ်ရှင်။ စစ်ကောင်စီက CDM ဆရာဝန်တွေကိုစေကူတာခွင့်ဆမလိုင်စင်မထုတ်ပေးတာဖမ်းဆီးအရေးယူတာပြပထွက်ခွင့်မပေးတာတွေဆက်ပြီးလှုံ့ဆော်နေတယ်လို့ကျမ်းမာရေးဝန်ထမ်းအတိုင်းဝိုင်းက RFA ကိုပြောပါတယ်မန္တလေးစစ်တပ်ကတူကဘွဲရထားတဲ့ဒေါက်တာကေစင်ထွန်းဟာ NUG အသိအမှတ်ပြုဆေးလက်မှတ်နဲ့အရှိလေပိုင်း UAE နိုင်ငံဒူဘိုင်းမြို့ကိုပြည်ညာတော်တင်သွားဖို့ဆောင်ရွက်ရာကနေစစ်ကောင်စီတပ်ကအမည်ပြစီရင်သွင်းခံခဲ့ရပါတယ်။ ဒေါက်တာကေဇင်ထွန်းကိုအရေးယူဖမ်းဆီးဖို့လှုံ့ဆော်နေတဲ့အကြောင်းနဲ့ NUG အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရမှာပအဝင်ပတ်သက်သူ9ယောက်ကိုဖမ်းဆီးအရေးယူထားတယ်လို့စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာမှာမတ်လ17ရက်နေ့ကကြေညာခဲ့ပါတယ်။အလားတူပြီးခဲ့တဲ့2024ခုနှစ်ကလည်းထိုင်းနိုင်ငံချင်းမာမြို့မှာရှိတဲ့မဟာချူလာလောင်ကွန်တက္ကသိုလ်ကိုလျှောက်ထားတဲ့မန္တလေးစစ်တက္ကသိုလ်ကမြန်မာကျောင်းသူ2ယောက်ရဲ့ယာယီစေးပညာဘွဲလက်မှတ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကအမိပြက်စီရင်သွင်းခဲ့ပါတယ်။ ဒါအပြင်အာနာစသိန်းကစား2020ခုနှစ်ကစေတက္ကသိုလ်အသီးသီးကအလုတ်တင်ဆရာဝန်1000ကျော်ရဲက200လောက်ကိုပဲအတိအမှတ်ပြုဘွဲ့လက်မှတ်ထုတ်ပေးမှဖြစ်ပြီးကျန်တဲ့အလုတ်တင်ဝန်ထမ်း800လောက်ကိုအမည်ပြစီရင်တင်သွင်းထားတယ်လို့စစ်ကောင်စီကမတ်လဇန်ပိုင်းမှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီပေးတဲ့ဘွဲ့လက်မှတ်ရထားတဲ့သူတွေကကျမ်းမာရေးဝန်ကြီးဌာနလက်အောက်မှာအလုတ်လုပ်ရမယ်လို့ဆိုပါတယ် ဒါကြောင့်စစ်ကောင်စီပေးမဲ့ဝက်လက်မှတ်ကိုမမှတ်ဘူးလို့မန္တလေးစစ်တပ်ကတော့ CDM ဝင်ထားတဲ့အလုတ်တင်ဆရာဝန်တယောက်ကပြောပါတယ်ကျွန်တော်တို့လည်းကြောင်းတက်ခရရတဲ့အခြေအနေကိုအရင်ကပြောရရင်ဖွင့်ရဖို့လုပ်ငန်းခွင်ဝင်နိုင်ဖို့အတွက်စာရီကိုအတဲတန်ကြိုးစားခဲ့ရတယ်ချက်ခရရဒါမဲ့အနာသိန်းစစ်ကောင်စီကပြီးရဲ့ဘွဲကိုတော့ကျွန်တော်တို့မမှတ်မောဘူးစစ်ကောင်စီကကျမ်းမာရေးဝန်ထမ်းတွေရက်တီလို့မရအောင်နှီးမျိုးစုံနဲ့ဖိနှိပ်နေတာလို့နောက်ထပ် CDM ဆရာဝန်တယောက်ကထောက်ပြပါတယ် စမလုံးဝထပ်မပြောကျွန်တော်ဆိုလည်းပဲစမ2022ခုနှစ်ကကုန်သွားပြီးသားစမစမသိနေပြီးတော့ဘာလို့လဲဆိုလို့ရှိလို့ရှိရင်အမျိုးစုံပေါ်တော့အမျိုးစုံမျိုးများဘာလို့လဲအလုပ်ဒီမှာအလုပ်လုပ်လို့မရအောင်ဖိနှိပ်တယ်ဒီလောက်ရက်ကစစ်ကောင်စီဟာလွတ်လပ်စွာပညာသင်ကြားခွင့်အပေါ်နီလန်းပေါင်းစုံနဲ့ပိတ်ပင်နေတာလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ကပြောပါတယ်မြန်မာနိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာဝန်ထမ်းပေါင်း3000ကျော်ရှိပြီးအဲ့ဒီထဲက9000နီးပါး CDM ပြုတ်လုထားတယ်လို့ စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ကထုတ်ဖော်ပြောဆိုထားပါတယ်ရှင်အခုနောက်ဆုံးစာအုပ်တွေအခမဲ့ဖတ်နိုင်မှုရန်ကုန်မှာဖွင့်လှစ်ထားတဲ့ပကြီအိမ်ရွေရှားစာကြည့်ရအကြောင်းကိုမယင်မျိုးသူတင်ပြပါမယ်ရှင်။ပကြီအိမ်ရွေရှားစာကြည့်ရကနေဘယ်စာအုပ်မဆိုပေါ့နော်။ကိုပတ်တင်တဲ့စာအုပ်ကိုပြောလို့ရှိရင်ကျွန်တော်တို့ကဖတ်နိုင်အောင်ကျွန်တော်တို့ကဖန်ပြီးပေးပါတယ်။အဲ့ဒီအဖြစ်မဲ့ကျွန်တော်တို့ကဒီစာအုပ်တွေဝယ်လို့ရတယ်စာအုပ်တွေလည်းနှားလို့ရပါတယ်။သူကတော့ပကြီအိမ်စာပေတိုက်နဲ့အခမဲ့ရွေရှားစာကြည့်တိုက်ပိုင်ရှင်။ ကိုမောင်မောင်ဆိုပါဒီရွေးရှားစာကြီးတိုက်ကိုရန်ကုန်မြို့လှဲရန်စင်တာပထမထပ်ကလှဲရန် at space ဆိုတဲ့စာအုပ်တန်းမှာဖွင့်လှစ်ထားတာနှစ်နှစ်လောက်ရှိနေပါပြီ1990ဝင်းကျင်က အစိုးရထူးအိမ်တင်ရဲ့အမိတ်အိမ်သရှင်ရေပန်းစားနေခြင်းအမိတ်ဆိုတဲ့စလုံးနေရာမှာသူ့ဖခင်ပကြီးဆရာပကြီးအောင်ဆိုးရဲ့ပကြီးဆိုတဲ့ရှေ့စလုံးကိုဖြည့်ပြီးတော့ပကြီးအိမ်စားပေးအဲ့ဒီကနေတဆင့် ပကြီအိမ်ရွေးရှားစာကြည့်တိုင်းဆိုပြီးတော့ဖြစ်လာခဲ့တာလို့ဆိုပါရယ်စာကြည့်တိုင်းတွေများများပေါ်လာစေဖို့ရည်ရွယ်ချက်နဲ့ပဲဒီရွေးရှားစာကြည့်တိုင်းကိုစီစဉ်ခဲ့တာလို့ကိုမမောင်ဆိုးကပြောပါရယ်ကျွန်တော်တို့ငွေကတော့စာအုပ်ငှားဆိုင်ကာလာရှိတယ်ပေါ့နော်ဟိုစာအုပ်ဝင်ဖတ်နိုင်တဲ့ငှားဖတ်လို့ရတာပေါ့ဒီဘက်နောက်ပိုင်းမှာကျတော့ဒီစာအုပ်ငှားဆိုင်တွေကတွက်ွက်တူနီနီဖြစ်ခဲ့တယ်ဖြစ်တဲ့အခါကျတော့ကျွန်တော်ကအဲ့အစားပေါ့ကျွန်တော်ကဒီ library တွေကျွန်တော်မြန်မာပေါ်ထွန်းမှုတွေ့ ကျွန်တော်တို့ဖန်တီးခဲ့ကြတာပေါ့ပကြီးအိမ်အခမဲ့ရွေးရှားစာကြည့်လိုက်မှာစာအုပ်ငှားဖက်လိုတဲ့သူတိုင်းပထမဆုံးအနေနဲ့စာကြည့်လိုက်အသိဝင်ကပ်ပြုတ်လုပြီးတော့တစ်ချိန်ငှားရင်နှစ်ပတ်အထိငှားရဖက်ရှုနိုင်မှာဖြစ်ပါတယ်အခုလိုအခမဲ့စာကြည့်လိုက်တွေပေါ်လာတာကကောင်းမွန်တဲ့ရွေးတစ်ခုဖြစ်တယ်လို့စာပေဝါသနာရှင်တယောက်ဖြစ်တဲ့ကိုကြည်အောင်စောကပြောပါတယ်ကျွန်တော်တို့လိုစာအုပ်ကြိုက်တဲ့လူတွေအတွက်တော့ဒါ အကောင်းဆုံးနေရာပဲပေါ့လေနော်ပြီးဒီလက်တန်းဆန္ဒမျိုးမှာအခမဲ့ဆက်ကြည့်တဲ့ခြေကပူကောင်းတယ်အော်ဆိုဒီကလန်ဆန္ဒလူငယ်တွေတိတ်များတယ်ကျွန်တော်တို့ဒီဘက်ဆာဗေလောကအတွက်ကောဒီလူလူအတွက်ကောပေါ့နော်ဟိုကောင်းမွန်တဲ့ရွေးတစ်ခုပါဘူးဒီလိုစာကြည့်လိုက်တွေကိုမြင်းနေကုန်ပန်ဆိုရန်စတဲ့နေရာတွေမှာလဲဖန်တီးသွားဖို့ရှိတယ်လို့လဲကိုမမောင်ဆိုးကပြောပါတယ်ရှင် RFA ရဲ့အစီအစဉ်တွေကိုဒီမှာပဲရန်နာပြရစေမြန်မာပြည်သူပြည်သားများဘေးရန်နေအပေါင်းကင်းဝေးပါစေရှင်